မင်္ဂလာပါဒီနေ့မိတ်ဆွေတွေကိုမေတ္တာလက်ဆောင်ပေးချင်တာကတော့နေ့စဉ်ကံကောင်းပြီးတော့မှလလာပါတွေဝင်ခြင်းနဲ့ငွေတွေဝင်ခြင်းနဲ့ဘာပဲလုပ်လို့အဆင်ပြေခြင်းနဲ့ဆိုရဲမိတ်ဆွေများကိုကံပီတာနီးလေးတစ်ခုအနောက်တိုင်းလော်ဂီပညာရှင်တွေအသုံးပြုခဲ့တဲ့ကံပီတာနီးလေးတစ်ခုကိုမေတ္တာလက်ဆောင်ပေးချင်ပါတယ်အရင်ဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးကိုနှိပ်အသေးပေးပြီးတော့ comment ရေးပါ share လေးတွေလုပ်ပေးပါနော်အနောက်တိုင်းလော်ဂီပညာမှာ မနက်6နာရီဝင်းကျင်မှာ လက်ကိုမိမိရဲ့လက်ကို စားနဲ့ပုတ်ပေးရတယ်ဟင်းချက်တဲ့စားဖြစ်ပါတယ်เนาะဟင်းချက်တဲ့စားနဲ့လက်ကို စားပမာဏကတော့မြည်သွေးမြည်သွေးမြည်မြမရှိပါဘူးเนาะလက်ကိုစားနဲ့စားလေးနဲ့ပုတ်ပေးပါပုတ်ပေးပြီးတော့မှရေဆေးချလိုက်ပါ မနက်6နာရီဝင်းကျင်မှာပြုလုပ်ရမှာဖြစ်ပါတယ်เนาะအဲဆိုရင်မိမိကိုကံကောင်းစေတယ်လလာပါတွေပွင့်စေတယ်မကောင်းတဲ့အညံ့တွေလွင်ပါစေပါတယ်เนาะ အဲအဲ့ဒါနဲ့အတူတူတွဲလောမှာတော့ညနေ6နာရီဝင်းကျင်မှာ လက်ကိုတကြားနဲ့တကြားနဲ့ပုတ်ပေးရမယ်နော်တကြားအဲ့ဒီအိမ်မာသုံးတဲ့တကြားပါပဲနော်အဲ့တကြားကမြည်ရွေးမြည်များမရှိပါဘူးလက်ကိုတကြားလေးနဲ့ဒီလိုလက်နှစ်ဖက်ကိုပုတ်ပေးပါပြီးရင်ရေဆေးချလိုက်ပါနော်အဲ့မနေ့6နာရီဝင်းကျင်မှာလက်ကိုစားနဲ့ပုတ်ပြီးတော့မှရေဆေးပါညနေ6နာရီမှာလက်ကိုတကြားနဲ့ပုတ်ပြီးတော့လက်ဆေးပေးပါနော် အဲ့ဒါဆိုရင်မိတ်ဆွေတို့ရပ်ပိုင်းတွင်မှာမိတ်ဆွေတို့မြဝါထင်းထင်းတွေ့လာမှာတော့မိမိလုပ်ငန်းကိန်းကန်းနေနေစဉ်အဆင်ပြေလာမယ်ငွေကြေးလက်လာပါတွေအမြဲလိုလိုဝင်နေမယ်ပွင့်လန်းလာမယ်အကျွေးတွေရမယ်အကျွေးတွေကြီးမယ်အဲကံကောင်းမှုတွေရရှိပါလိမ့်မယ်မိမိပြောတာဆွဲစကားတွေလည်းအောင်မြင်လာပါလိမ့်မယ်နော်ဘာပဲလုပ်လို့အဆင်ပြေလာတာကိုမိတ်ဆွေတို့ကိုယ်တိုင်မြင်တွေ့ရပါလိမ့်မယ်နော်အခုဆရာပြောပြခဲ့တဲ့ကွန်ပျူတာနည်းလေးဟာ မိတ်ဆွေများအားလုံးတို့အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပောင်းလေးကိုနှိပ်အသေးပေးပြီးတော့ comment ရေးပါ share လေးတွေလုပ်ပေးခဲ့ပါနော်ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်ဆရာဓမ္မဗီဒီယိုမေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တာတော့ဗီဒီယိုဧကန်တဗီဒီယိုမေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးလို့ရပါတယ်နော်ဗီဒီယိုညံပူဇော်ကယူပါတယ်ပြီးတော့အိမ်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာ ကားတွေကြောက်တွေဆက်ပစ္စည်းတွေတံပိုးကြီးရတနာပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက်အထူးတိုက်ရိုက်တဆင်တွေပြုလုပ်ပေးပါတယ်အာမခံလည်းပါပြီးတော့အခြေရေးမှာတစ္ဆာဖောက်ခံရတဲ့မိတ်ဆွေများပြီးတော့အိမ်တော်ရေးဖောက်ပြန်ခံရတဲ့မိတ်ဆွေများဆက်သွယ်ပါကျမ်းမာရေးသေးတံဖြစ်နေတဲ့လူနာတွေတရေတစေဆုံးပယောဂါတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများလည်းဆက်သွယ်ပါနော်ပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြည်ဖို့လောင်ကစားအရှုံးများနေတဲ့မိတ်ဆွေများအမြတ်ငွေတွေချက်ချင်းရစေရန် ုံနဂဘလူးမင်းကြီးရဲ့အဆောင်တော်တွေဆောင်ရွက်ပေးပါတယ်ပြီးတော့အိမ်ကားထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေချက်ချင်းပြန်လည်ရောက်ရှိဖို့ပျောက်သွားတဲ့တံပိုးကြီးပစ္စည်းတွေချက်ချင်းပြန်လည်ရရှိဖို့ဘဝမှာဘာလို့လို့ဘာကဲမဲမသိပဲနဲ့လမ်းပျောက်နေတယ်ဆိုတော့မိတ်ဆွေများလည်းဆက်သွယ်ပါလုပ်ငန်းကိန်းကန်းတွေလွဲချော်နေတယ်ယာဓုတိုးခြင်းနဲ့နေရာကောင်းရခြင်းနဲ့နေရာတည်မြဲခြင်းနဲ့မိမိလုပ်နေတဲ့လုပ်ငန်းကိန်းကန်းမှာအမှုပညာလုပ်ငန်းတွေမှာအောင်မြင်တိုးတက်ခြင်းနဲ့အယောင်းဝယ်တွေပွင့်လန်းခြင်းနဲ့ မိမိရဲ့ဆိုင်ဈေးဆိုင်နေမှာလူစီကားနေခြင်းနဲ့ပြီးတော့မိဘစကားနားမထောင်နဲ့ရင်သွင်းငယ်လေးတွေမိဘစကားနားထောင်လာစေဖို့အမှုခင်းကိုနိုင်ဖို့အချုံအောင်ဖန်စီကနေချက်ချင်းလွန်မြောက်စေဖို့အတွက်အထူးရရာအစီအမံအဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်နော်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးအမှုပညာနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39 956 88 858 ီးတော့39 9 8 34လုံး2 56ဖြစ်ပါတယ်နော်အဲဒီ39 9 56 9 8 8 58အဲ့ဒီဖုန်းနံပါတ်က Viber account Telegram account ရှိပါတယ်။အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ mail လို့လည်းရပါတယ်เนาะ။ပြီးပါမှနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီ account တွေကနေပြီးတော့ဆက်သွယ်ပြီးတော့ mail ပါ ပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုံးခေါ်ပြီးတော့မေးကြပါနော်အိမ်မှာလာမေးကျင်နေဆိုရင်တော့နော်ကုံကြီးရွာရေဦးမြို့နယ်သကိုင်းတိုင်းမှာဆရာနေပါတယ်အိမ်မှာလာမေးလို့လည်းရပါတယ်နော်မလာခင်မှာဆရာကိုဖုံးကြိုဆက်ပြီးပါ ခုဆရာပြောပြခဲ့တဲ့ကံပီတာနီးလေးကိုမိတ်ဆွေတို့ရဲ့နီးစက်ရာပတ်ဝန်းကျင်ကတငယ်ချင်းပေါင်းတဲ့နေကိုတစင်ပြန်လဲပြောပြပေးပါဆရာရဲ့ဖုန်းနံပါတ်ကိုပေးပြီးတော့လဲမေးခိုင်းလို့ရပါတယ်နော်ကဲအားလုံးပဲကြမ်းမချမ်းသာပြီးတော့လက်လာပါပြီးပွင့်လန်းကြပါစေတဘာဝဘေးစစ်ဘေးရန်သူမျိုးငါးပါးဘေးကနေလက်နက်ခရံဘေးတွေကနေကင်းဝေးကြပါစေအသက်ရှူတိုင်းငွေတွေဝင်ပြီးတော့အချီးရေးအိမ်တော်ရေးမှတာယာပျော်ရွှင်ကြပါစေလောကကောင်းကျိုးတာရဏာရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်သောအမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်ကြပါစေလို့ဆရာကဆုတောင်းပေးလိုက်ပါတယ်နော်